Radio Channel ကနေတင်ဆက်ပေးခြင်းနဲ့စိတ်ဝင်စားစရာ BN ဇလံကောင်းလေးတစ်ပုဒ်ကတော့မမြင်နိုင်ကြသောပန်းတို့ချစ်မြတာတဲ့။ဒါဆိုရင်ဇလံလေးကိုမစခင်မှာ Radio Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ဘေးနားက Notification လောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။အေးဇလံလေးကိုစလိုက်ကြရအောင်။ဖြောင်းဆိုရအတံမီတဲ့အထိမိမိရဲ့ပြင်းထန်လာတဲ့လဝါကနေမြက်ပါဖို့တို့ရုတ်တရက်ရှားရောက်လာပါတယ်။နေဒီလိုစာအုပ်တွေဖတ်လို့အဲ့လိုစိတ်တွေဝင်နေတာငါမွေးထားတာယောက်ျားလေးနေမြက်သားရဲ့ ဟိုမြောက်တီမြောက်အချောက်မဟုတ်ဘူးကိုကျိုးတော်နဲပါပဲဟဲ့နင့်ကိုနင်တက်ကတူကဆရာတယောက်ဆိုတော့ရိပ်မိသေးရဲ့လားကလေးတွေရဲ့မိပါတွေဒါနင့်ယွန်စရာလုပ်ရက်တွေကြောင့်တိသွားကြရင်ဘလို့ဖြစ်မလဲဆိုတာနင်စဉ်းစားမိသေးရဲ့လားယံကျွန်တော်ချစ်မိတာဟာယောက်ျားတယောက်ဖြစ်နေုံနဲ့ဘာကြောင့်များကျွန်တော်ကယွန်စရာတော်ဝါတော်ကောင်လို့ဖြစ်သွားရတာလဲမိမိကျွန်တော်ဟာယောက်ျားတယောက်ကိုချစ်မိတာဖြစ်စေမိမတယောက်ကိုချစ်မိတာဖြစ်စေကျွန်တော်ဟာမိမိသားပဲမဟုတ်ဘူးလားတိတ်ဆန်းနေပြတ်တာနင်ဘယ်တော့ကငါ့ကိုအာခံဖို့လို့လဲအဲ့ဒါဟိုအကောင်ကြောင့် မိမရှိဖမရှိမိမာတွေကမဆုံးမထားတော့ဖြစ်ချင်နိုင်ဖြစ်နေတော့တာဒင်းကြောင်ငါသားပါခုလိုဖြစ်ရတာရှက်တယ်နေမြတ်သားရဲ့ငါတည်ကျင်လောက်ကိုတကယ်ရှက်တယ်နေမြတ်မိမိကိုဘလို့ရှင်းပြရမှန်းတော့မသိတော့ပါဘူးမိမိကနေမြတ်အခန်းကိုဝင်ရှင်းမောင်လက်ဆောင်အဖြစ်ဝဲပေးထားတဲ့ဘီယန်ဆောင်းမြောက်ကိုတွေ့သွားတာကြောင့်အခုကဲ့သို့တောင်းကျနေခြင်းဖြစ်ပါတယ်အထဲမှာပါတဲ့အကြောင်းအရာများကိုလည်းမိမိကငါခန္ဓာနာမသိပါပဲဘာလို့ဒီလောက်တောင်ပုတ်ခတ်နေရတာပါလဲမောင်ကမိမိထင်တယ်လို့လူမျိုးမဟုတ်ဘူးမိမိမောင်ကအေးစိတ်နေပြီး အလို့ကျူးစားတဲ့လူငယ်တယောက်ပါအရင်ရှင်းရှိပြီးကျွန်တော်ကိုတိတ်ချစ်တတ်တဲ့အမျိုးသားတယောက်အမလီကြားလို့မှကောင်းကြသေးရဲ့လားတော့ယောက်ျားတယောက်ဖြစ်ပြီးတခြားယောက်ျားလေးတယောက်ကိုမောင်းနဲ့နေမဆက်ပေမဲ့ငါရှက်တယ်နေမြတ်တာရဲ့မင်းကိုမွေးထားတာငါရှက်တယ်ယောက်ျားလေးတယောက်ဟာလည်းသူချစ်တဲ့အမျိုးသားကိုမောင်းလို့ခေါ်ပိုင်မယ်ရှိပါတယ်မေမေဒီအရာကဘသူတွေကိုများထိခိုက်သွားလို့ပါလဲအရှင်ကကျွန်တော်ကြောင့်ဂုဏ်ယူရပါတယ်ဆိုတဲ့မေမေကဘာလို့များကျွန်တော်ဖြစ်တယ်မို့လက်ခံပေးနိုင်မှုမကြိုးစားကြည့်ရတာလဲအိုးတိတ်ဆမ်းပါ မသိနဲ့လို့လင်မယအချိန်မီလာပြောကြတယ်ကငါတားရမှာငါကလေငါသားကိုယုံကြည်ခဲ့တာငါသားကဒီလိုလူမျိုးမဟုတ်ဘူးလို့ငါယုံခဲ့တာနင်းမြတ်သားရဲ့ငါသားလေးဒေါ်လာဒေါ်လာနဲ့ရောင်းမမြင်စီထွက်သွားတာပဲနင်းမြတ်မင်းမင်းနဲ့အခုလိုစကားအခြေတင်နေမများကျင်တယ်လို့မောင်ကိုမင်းမေပုတ်ခတ်ပြောနေတာကြီးလည်းမခံနိုင်ပါဘူးအရင်ကနာမည်ပြည့်စုံတစ်ခါမှနာမခေါ်ခဲ့ဘူးတဲ့မင်းမေကအခုတော့တသားလေးလို့တောင်မခေါ်ခဲ့ပါဘူးရှင်နဲ့နာပေမဲ့လည်းနင်းမြတ်ရဲ့ဖြစ်တည်မှုကိုဘယ်သူမှလက်မခံနိုင်ရင်တော့မင်းမေကတော့လက်ခံစီချင်ပါတယ် မိမိအရာတွေမကြည့်ပဲတစ်ခါတော့ဖြစ်ဖြစ်အလျှော့ပေးစီချင်ပါတယ်25နှစ်လုံးလုံးမိမိစိတ်တိုင်းကြနေမျက်နေခဲ့တာပါဒီတစ်ခါတော့မိမိဆန္ဒကိုမလိုက်ရောနိုင်တာခွလွတ်ပါမိမိကျွန်တော်25နှစ်လုံးလုံးမိမိအလိုကြတစ်ခွန်းတော့အထုတ်မတက်ခဲ့ဘူးပါဦးမိမိရဲ့ဒီတစ်ခါတော့တပတ်ကတောင်းဆိုတာလေးမိမိလက်ခံပေးပါလက်မခံနိုင်ဘူးမင်းခုချက်ချင်းအဲ့အကောင်နဲ့ဆက်သက်ဖြတ်ပြီးရင်ငါမိတ်ဆွေရဲ့သမီးနဲ့လက်ထပ်ပေးဖို့စီစဉ်မယ်ပြီးတော့ဒီစာအုပ်တွေအကုန်မိရှို့ပြစ်မယ်အလကားစိတ်ကိုမှိုက်တိုက်ထားတာ မလုပ်ပါနဲ့မမေဒီစာအုပ်တွေကအမောက်ချွေးနဲ့စာနဲ့ဝယ်ပေးထားတဲ့စာအုပ်တွေပါကျွန်တော်ကဒီလိုခြေသလုံးဖက်ပြီးတောင်းပန်ပါမယ်နေမြတ်မမေရှိမှဒုထောက်ချလိုက်ပြီးမမေခြေသလုံးကိုဖက်ကတောင်းပန်လိုက်ပါတယ်မမေကနေမြတ်ကိုတွန်းထုတ်လိုက်ပြီးစာအုပ်တွေကိုမိပုံရှို့လိုက်ပါတယ်နေမြတ်ဘလောက်တာတာမမေကအကြောင်ကြားမဲ့ပုံမပေါ်ပါဘူးကျွန်တော်ယောက်ျားတစ်ယောက်ကိုချစ်မိတာဟာဒီစာအုပ်တွေနဲ့မဆိုင်ပါဘူးကျွန်တော်ရဲ့ဖြစ်တည်မှုကိုမမေကမြင်အောင်ကြည့်ပေးပြီးဘာသူမှအနာမမရှိရင်တော့မမေကတော့ရှိနေပြည်တင်တာမဟုတ်ဘူးလား ။ဒါလေးကိုမမေသိချစ်ပေးမယ်။ဒီကိစ္စကြီးကိုတော့မမေလက်မခံနိုင်ဘူးငါသားရဲ့။ဒါကစာအုပ်တွေဖတ်ပြီးခဏတာစိတ်ကူးရင်နေမိတာဖြစ်မှာပါ။ဒီမှာနေမြတ်တာ။မင်းနှစ်ခုတည်းကတစ်ခုရွေး။မင်းမိမိဖြစ်တဲ့ငါကိုလား။ဒါမှမဟုတ်မင်းရဲ့ကြီးစားဖြစ်တဲ့လွမ်းခါမောင်ဆိုတဲ့ကောင်ကိုလား။မတူညီတဲ့မြတ်တာနှစ်ခုကြားမှာကျွန်တော်ချက်တည်းအောင်ဘာလို့လှုပ်ချင်ရတာလဲမမေရဲ့။ကျွန်တော်မောင်ကိုပဲရွေးမှာပါမောင်ကိုရွေးချယ်လိုက်တယ်ဆိုပေမဲ့မမေကိုစွန့်ပြစ်လိုက်တာမဟုတ်ပါဘူး မောင်ကကျွန်တော်နှလုံးသားဆိုမိမိကကျွန်တော်ရဲ့အသက်ဆက်စေးပါမိမိအတားလေးတွေတစ်ထစ်လောက်ဖြစ်ဖြစ်ရှော့ပေးပါလားမိမိရဲ့ကျွန်တော်ရောမောင်ရောမိမိလက်ခံနိုင်အောင်ကြိုးစားပါမယ်တားကမိမိကိုရွေးချယ်မယ်လို့မိမိထင်ခဲ့တာငါသားရဲ့မိမိဆုံးမမှုတွေညံ့မြင့်လို့ငါသားဒီလိုဖြစ်သွားတာလားမိမိရှင်နေနာလိုက်တာနောက်ဆုံးတော့ငါသားရဲ့ရွေးချယ်မှုကတစိမ့်တယောက်တည်းလားနေမြတ်တာမင်းသူ့ကိုရွေးလိုက်တာတေချာပြီဆိုဒီကနေ့ကစားပြီးဒီအိမ်ရိပ်ရောင်မင်းမင်းနဲ့နေမြတ်သားဆိုတဲ့ငါသားဟာတေးပြီး မင်းကတေလူပဲငါ့အိမ်ပေါ်ကခုချက်ချင်းဆင်းသွားငါသိရင်တောင်ဒီအိမ်ရိတ်ကိုမင်းမနေနဲ့ကျမ်းမြင်မုံဂုံငငငကြီးစိုက်ကြည့်ကပားပြင်ပေါ်မှာမျက်ရည်တွေဟာတလက်ဟောစီးစင်းနေပါလေမိမိကသူ့ကိုတေလူတရောင်သတ်မှတ်လိုက်တာလေလားဆိတ်ချပါမိမိကျွန်တော်အဝတ်တထည်ကိုတခုနဲ့ဆင်းသွားပါမယ်နောက်ဆုံးအနေနဲ့မိမိကိုကြောက်ခဲ့ပါရစေမိမိကကျွန်တော်ရဲ့ဖြစ်တည်မှုကိုလက်ခံမပေးနိုင်မချင်းဒီရင်ရိတ်တော်မနေမှုလို့ကျွန်တော်ကတိပေးပါတယ် နင်းမြတ်မိမိကိုခရော့လိုက်ပြီးတာနဲ့အဲ့ဒီအင်ဂျီကိုကြောခိုင်းကထွက်လာခဲ့ပါနဲ့မိမိကတော့နင်းမြတ်ကိုကြည့်တာမကြည့်နေပါဘူးသားလေးတို့ခရောက်တဲ့အခါမိမိစီပြန်လာမှာပါလေယောက်ျားနှစ်ယောက်ရဲ့အခြေအားဘယ်လောက်ဒီခိုင်မြန်းမှာမို့လဲမောင်နင်းမြတ်ကမောင်ရဲ့အဆောင်ကိုလိုက်လာခြင်းဖြစ်တယ်မောင်ကနေမှာမိဘတွေစုံမပါတော့မြို့ပေါ်တက်ကအလုပ်လုပ်ရင်အဝေးတင်တနေသူဟာမနက်ခင်းပိုင်းဆိုတက်စီမောင်းပြီးညပိုင်းတွေဆိုရင်စားသောက်ဆိုင်မှာဇပွဲတို့လည်းလုပ်ပါသေးတယ် ။မောင်ကနေမြက်ထဲ9နှစ်ကျော်လောက်ခဲ့ပြီမဲ့အရာရာမှာရင့်ကျက်ပြီးထပ်မက်တဲ့လူငယ်တစ်ယောက်ပါ။မောင်ချေကမောင်စီလာလေတာလား။လာလေတာမဟုတ်ဘူးမောင်။မိမိနဲ့စကားများပြီးအိမ်မောကဆင်းလာတာ။ငါတို့အချောင်းကိုမိမိတီးသွားပြီ။မောင်ချေပါလီမှာလက်ဝါးရကြီးနာနေတော့မှာပဲ။ငါကယောက်ျားတစ်ယောက်ပါမောင်ရဲ့။ဒီလောက်တော့ခံနိုင်ရရှိပါတယ်။မောင်ကချစ်ကိုမှဲ့ထပေါက်တာမစွန့်စီချင်ပါဘူးဗျာ။မောင်ချစ်ကိုလက်ထပ်ပါမယ်။လက်ခံပေးနိုင်မလားမောင်ချစ်ရဲ့။ ။မောင်ကြောင်ဆိုပြီးမောင်ကတာဝန်ယူနေတာလား။တာဝန်ယူနေတာမျိုးမဟုတ်ပါပဲ။နှလုံးသားကတောင်းဆိုချက်မျိုးလက်ခံပေးနိုင်မလား။မောင်ကိုယုံကြည်ပေးပါ။မောင်နောက်လိုက်ခဲ့ပေးပါနော်။ငါမောင်ကိုယုံပါတယ်။နောက်တတိတနမိုးလင်းတော့မောင်နဲ့နေမြတရားယုံမှာပဲနှုတ်သဘောတူလက်မှတ်ထိုးလိုက်ကြပါရစေ။နောက်ပြီးစင်ကြင်ဘုံရွက်ွက်လေးတစ်ခုမှာအိမ်ကားနေကြတယ်။နေမြတို့ကလိန်လူလက်ထပ်ထားသူတွေမှန်လည်းသိရောတိတိသားသားကိုဖယ်ကျင်သွားကြတယ်။အိမ်မြတ်တို့ကပြုံးပြရင်တော့မတူတူလို့မတန်တူလို့ဆက်ဆံလာကြတယ်။ ဒါပေမဲ့အနေမြရောမောင်ရောသူတို့ကိုအပြစ်မတင်ပါဘူး။ဒါကသူတို့လွတ်လပ်ခွင့်ပဲမဟုတ်လား။မောင်ချစ်ကြောင်းသားတော့မယ်မဟုတ်လား။ဒီမှာရေရှုပ်ဖို့ရေပြစ်ဖြစ်ပြီးထားတယ်။မောင်ရဲ့ပင်မခံလို့ကို့ဘာသာခတ်လို့ရပါတယ်ကွာ။မောင်က ဖြစ်ပြီးကျင်လို့ပါ။ဒါဆိုဒီမှာအမောပြည်ကြီးလေးတော့မောင်ကနှစ်ဖူပေါ်ကြနေရဲ့ချွေးစားလေးတွေကိုလက်ဖြတ်နဲ့တုပ်လိုက်ပြီးရနောက်နေမြကန်းပြည့်ရဲ့ရေကွက်ကိုယူကမောတော့လိုက်ပြီးခွက်ကိုပြန်ကန်းပေးလာပါတယ်။မောင်က ရုပ်ချောတဲ့အထဲမှာတော့မပါပါပဲ အသားညိုညိုခန္ဓာကိုယ်ကဖုံးဝင်ထွက်တာနဲ့မို့ကြီးကောင်းတဲ့အထဲမှာတော့ပါပါတယ်။မောင်လေးရေချိုးလိုက်ပါလား။ဒီနေ့ကားမောင်းထွက်အောင်ပါလား။အချစ်ကိုမောင်လိုက်ပို့ပြီးမှသွားမှာပါ။တဘောတဘောနေမျက်နဲ့မောင်လက်ထထတာအခုဆို၃လကျော်နေပြီဖြစ်ပါတယ်။မောင်နဲ့နေမျက်ကတော့အရင်နဲ့အချစ်မရောပဲ။တယောက်ကိုတယောက်ချစ်မြဲဂရုစိုက်မြဲပါပဲ။အရာအလုံးဟာပုံမှန်ဖြစ်ပေမဲ့ပဝင်းရှင်ကလူတွေကတော့နေမျက်တို့ကိုယွန်းစီရလို့တတ်မှတ်ပြီးဖယ်ချင်ထားကြတော့မှာပဲ။နေမျက်ကတက်ကြလို့ကကျူတာတယောက် ။ကျောင်းကလွှင့်ရင်စေတန်းကလေးတွေကို၃နေရာလောက်ခိုက်ပြပေးတယ်။မြင်းမြတ်တို့ကယောက်ျားသားနှစ်ယောက်မို့သူ့ပဆံကိုပဆံခွဲခြားမနေပါဘူး။မောင်ကသူရရဲ့လောကမှန်သမျှနေမြတ်ကိုပြန်အပ်ပါတယ်။နေမြတ်မောက်ပဆက်တွေမတုံးပဲစူပူလေးနဲ့တေချာစူပေးထားပါတယ်။မောင်လိုချင်တဲ့ဆိုင်ကလေးတောင်ခုစိုးဝယ်နိုင်တော့ပါမယ်။အရင်ကနေမြက်နဲ့အတူလှုပ်လှုပ်ကြတဲ့ဆရာဆရာမတချို့ကလည်းအခုဆိုထမင်းမြေအတူတူမစားကြတော့ပဲအကြမ်းမျိုးမျိုးပြကရှောင်လာကြပါလေ။ကြိုက်တင်ပေးတဲ့အိမ်တွေကလည်း နေမြက်ကိုအမျိုးသားချင်းလက်ထပ်ထားတဲ့သူဆိုတော့သူတို့ကလေးတွေတူယူမမဆိုပြီးခေါ်မတင်ကြတော့ပါဘူး။မောင်ကိုတော့ဒီကိစ္စတွေမပြောပြချင်ပါဘူး။အလကားတသက်မောင်စိတ်ပစ်မှန်းနေမှာပေါ့။အလောက်ကဖီးယားတွေနဲ့မောင်စိတ်ကလေးမညှိုးစေချင်တော့ဘူး။မောင်ပြန်ရောက်ပြီလား။ဒီနေ့နောက်ကြတယ်နော်။ဟုတ်တယ်ချစ်ရဲ့။ဒီနေ့ဆိုင်မှာလူတအားကြနေလို့လောက်ခရဲ့တစီကိုလူတွေကအခုဆိုတိတ်မစည်းကြတော့ပါဘူး။အချောင်းမောင်းတဲ့ကမစည်းနိုင်ဘူးလို့ပြောနေတာတွေလည်းလောက်ခပြန်ချနေရပါတယ်။ တက်စီကမမောင်းရတော့ဝင်ဝင်ကလည်းထင်သလောက်မရဒါနဲ့ပဲတွက်ချီကန်ကိုစားတော့ဆိုင်မှာအချိန်ဖို့ဆင်းပေးရင်အခုလိုနောက်ကျသွားတာပါပဲဒါတွေချစ်ကိုတော့မသိသိချင်တော့ပါဘူးအချိန်ကခုတော်သူ့ကြောင့်နဲ့ဒီဒုက္ခတွေနဲ့မှနေနေရတာမို့လားမောင်ရဲ့အိမ်မှာဘာမှမချက်ထားမိဘူးရှားပါလေချစ်ရဲ့ရှိတာစားကြတာပေါ့ခေါက်ဆဲချောင်းတစ်ထုပ်ရှိသေးရဲ့မောင်ငါပြုတ်လိုက်မယ်နာနာနေနေနေမောင်ပြုတ်လိုက်မယ်ခဏကြာတော့မောင်ကခေါက်ဆဲပြုတ်နှစ်ပကံယူပြီးပြန်လာပါတယ်နေမြက်ပကံလေးကိုကြည့်တော့ချက်ဟုကိုစိတ်ပြီးထဲထားပေးပါသေးတယ် မမကန်ထဲမှာတော့ဖလားတက်တက်ဟုတ်တာပေါ့ကျုပ်ကတလုံးပဲရှိတော့တာနေမြက်ပကန်ထဲကချစ်ဦးစည်းလေးတွေကိုမမကန်ထဲတဝက်ခတ်ထည့်ပေးလိုက်တော့မောင်ကနေမြက်ကိုပြန်မော့ကြည့်လာပါတယ်အချစ်စားပါကွာမောင်ကမကြိုက်ဘူးမောင်ငါတို့နှစ်ယောက်ကအိမ်နောက်ဘက်တွေမှာလားအေးတူပုံများဘာမှမစို့အထူးခံစားတင်တာပေါ့မင်းအိမ်နောက်ဘက်ကယောက်ျားတယောက်ပဲမို့အရာရာမောင်ကအလျှော်ပေးနေကြမလို့ဘူးလေကွာမောင်လက်ထဲကပန်းကလေးအထိခိုက်ကင်းကင်းနဲ့ရှင်းသန်းစီချင်တာဟာမူသားမပါတဲ့မောင်ရဲ့အတာပါ ကိုပြုစုပြောထောင်ထားတဲ့ပန်းလေးကိုလူတိုင်းကမျက်မျက်နှာနှာနဲ့ထိုင်ကြည့်နေတာသဘာဝပါပဲ။နားစရာရှိရင်လည်းမောင်ကပဲနားပေးရစီလား။အဲ့ဒီပန်းလေးကသိတမ်းမာတာမို့မောင်စိတ်မပူလို့ဖြစ်ပါတယ်။လွမ်းခချစ်ရဲ့လက်ကလေးကိုဆုပ်ကင်လိုက်ပြီးလက်ဖမိုးလေးကိုအသာနမ်းလိုက်ပါတယ်။ချစ်တဲ့မောင်ချစ်ရဲ့အဆုံးရှုံးမခံနိုင်တဲ့ဒီမောင်မင်းကိုသိချင်ရပါတယ်ကွာ။ညဘက်ကောင်းကင်ကြီးရဲ့မီးရောင်မိန်ပြပြအောင်မှာချစ်ရတို့ရဲ့ပခုံးကိုမှီလို့ချယ်ရီရွတ်ရရတဲ့ရတာဟာဘာနဲ့မှမတူပါဘူး။ နေမြက်ကမမခုံးပေါ်ကောင်းလေးတင်ထားပြီးမောင်ကတော့နေမြက်ပခုံးလေးကိုခပ်ပပွားဆုပ်ကင်ထားပါတယ်။နောင်တရသလားမောင်။ဘာလို့လဲချီရဲ့။ငါ့ကိုလက်ထက်ခဲ့လို့လေ။ငါကယောက်ျားတစ်ယောက်လေးမောင်ရဲ့။မောင်တွေမိသားစုဘဝလည်းမဖန်တီးပေးနိုင်ဘူး။ဘာလို့တိမ်ငင်နေရတာလဲကွာ။မောင်ချစ်တာချစ်ကိုပါ။နောင်တဆိုတာမင်းဖြစ်နေသေးရဲ့။မောင်နဲ့မသက်ဆိုင်သောအရာပါ။ကျေးဇူးတင်ပါတယ်မောင်။ငါ့ကိုရွေးချယ်ခဲ့လို့အချစ်ရဲ့မိမိကိုတရိရသေးလား။မိမိကိုတရိရတော့မှန်မိမဲ့။ ငါဖြစ်တယ်မှုကိုတော့မိမိလက်ခံစီခြင်းနဲ့မဟုတ်ရင်အဲ့ဒီအိမ်ရဲ့တတလုံးမနေမှုမောင်လွမ်းခရဲ့ချင်းဟာညာတိုင်းသူ့မိမိတပုံကိုကြည့်ပြီးကတော့လိုက်ငိုလိုက်လုံနေတာလွမ်းခသေးတာပေါ့မိမစကားကိုတခါတောင်မဖီဆန်ခဲ့တဲ့သူကလွမ်းခကြောင့်အိမ်ပေါ်ကနေပါဆင်းလာခဲ့တာလွမ်းခကြောင့်အချစ်မျက်နှာကိုတစ်ချက်လေးတောင်အကျိုးမခံနိုင်ပါဘူးဟေးမောင်ရင်တို့အလုပ်သွားကြတော့မလို့လားနေမျက်နှာမောင်အလုပ်သွားဖို့အိမ်ကတော့ခံနေတော့ဘေးရင်ကဦးတောင်းဟန်ကြီးကလှမ်းနှုတ်ဆက်ပါတယ်ဦးတောင်းဟန်ဆိုတာဈေးထဲမှာကုန်ထမ်းနေတဲ့သူ သဘောနဲ့ကောင်းတာကြောင့်နေမြတ်တို့လက်ဖက်ရည်ဆိုင်ထိုင်တိုင်းဥသောကိုဝယ်တိုက်ပြပါတယ်ပြောရမယ်ဆိုရက်ခွက်ထဲမှာနေမြတ်နဲ့မောင်ကိုလက်ခံပြီးအချစ်ကိုအချစ်လိုမြင်ပေးတဲ့တယောက်သောသူပါသွားပြီဥသောကြီးဒီနေ့မောင်ကလေကျွန်တော်တွေ့ဆိုပြီးဆိုင်ကဲပါဝယ်ချလာလေရဲ့ဗျာကျွန်တော်ကသူစီးမှုထင်နေတာမောင်ကအချစ်ပေးမမဆိုလိုပါဗျာအမလေးကဲကဲတဲတဲနှစ်ယောက်ကတော့ကွာဒါကတော့ချစ်တာကိုဥသောရဲ့ဥသောဟန်ရှင်ဘလိုလူတွေနဲ့အပေါင်းအသင်းလုပ်နေတာလဲယောက်ျားရင်လက်ထပ်ထားတာကိုရှင်မို့မယူမရှား ူတို့နေမပတ်သက်ဆမ်းပါနဲ့။ဟာဒီမိမကတော့ကလေးတွေကိုအားနာစရာ။သူတို့လက်ထပ်ထားတော့ရောဘသူ့ကိုထိခိုက်နေလို့လဲကွာ။အချစ်ကိုအချစ်လို့မြင်ပေးစမ်းပါကွာ။ဒါဆိုအားလုံးကနှပ်ပါပြီးပြည်ပြည်ဆုံးသွားလိမ့်မယ်။ရှင်ကျမကိုတရားချဖို့မကြိုးစားနဲ့။ရှင်သာသူတို့နဲ့မပတ်သက်နဲ့။ကျမသားတွေပါသူတို့လိုဖြစ်ကုန်ရင်ဘလို့လုံးမလဲ။အဲ့လိုကူးရအောင်ဒါကကူးဆက်ယောဂမှာမဟုတ်တာမိမရ။မင်းကကွာညနာပူစရာတွေဖြစ်ကုန်ပါပြီ။နင်မြတ်တို့အမရဲ့စကားကိုထူပြီးတော့ခံစားမနေတော့ပါဘူး။ နင်းမြတ်တို့ဘလောက်ကောင်းအောင်နေနေပဝင်းရကအပြစ်ပြောနေစေပါပဲနင်းမြတ်ချစ်မိတာနင်းမြတ်နဲ့မျိုးတို့ယောက်ျားတယောက်ဖြစ်တဲ့လန်းခမောင်းဆိုတဲ့မောင်းတယောက်ထဲကိုသာချစ်ခဲ့မိုံမှာနင်းမြတ်ရောမောင်းရောသူများပစ္စည်းလည်းမခိုးမိသလိုသူများသားသမီးလည်းမစော်ကားမိပါဘူးဘာလို့လူတွေကနင်းမြတ်တို့ကိုအပြစ်ရှိတဲ့လူယွန်းစရာကောင်းတဲ့လူလို့သတ်မှတ်ပြီးပဝင်းချင်းကဖယ်ချင်ထားကြတာလေယောက်ျားနှစ်ယောက်ပဲချစ်ချစ်မိန်းမနှစ်ယောက်ပဲချစ်ချစ်ယောက်ျားနဲ့မိန်းမနှစ်ယောက်ပဲချစ်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  အချစ်ဟာချစ်ပါပဲလူတိုင်းချစ်ခွင့်ရှိကြပါတယ်အချစ်ဟာအပြစ်မဟုတ်မှန်ပြပြချစ်စမ်းပါရဲ့မောင်မင်းလောကကနေနေနေရ၃လလောက်ရှိပြီနော်တကယ်လို့အစင်မပြေငါပစက်တီယူသုံးလို့ရတယ်နော်ချစ်ကုတ်ပြီးစုမနေပါနဲ့ကွာငါတို့ကနှစ်ယောက်တည်းပါငါစားချင်တာတွေပဲဝယ်ကြွေးမနေပဲမောင်လဲစားပါအောင်မောင်စားပါရဲ့ချစ်ရဲ့ပြီးတော့ကားကဒီရက်ပိုင်းလူသိမ့်မရလို့ပါအင်မအရန်ပြပြမန်းကြီးမလုံးနဲ့ငါလည်းယောက်ျားပါငါယောက်ျားကိုတော့ရှာကျွေးနိုင်ပါလေ မောင်နှမြက်ရေမောင်နှမြက်မောင်လန်းခဥတော့မှာအပြင်ကတကားခောက်တန်းကြောင့်မောင်ရောနေမြက်ရောထားလိုက်ပါတယ်ညတော့အတော်မိုးချုံနေပြီဥတော့ကဘာဖြစ်လို့ပါလဲဟင်းဥတော့ဖိုးထုတ်လေးကဘာဖြစ်တာလဲမသိပါဘူးကွာတကောလုံးလေးပူချစ်ပြီးအပြားတွေတက်နေရအဒီဇက်တွေလည်းထွက်လို့ဒါဆိုစီးရုံပေါ်မှာဖြစ်မှာပေါ့အခုနဲ့အမကလိုအပ်တာတွေယူပြီးလိုက်ခဲ့နော်မောင်ကဖိုးထုတ်လေးကိုကောက်ဝေးထားပြီးဆိုင်ကနောက်မှာထိုင်နေပါတယ် ။ညီမလည်းဆိုင်ကယ်ကိုအတကုံမောင်းချလာလိုက်တာ။စေးုံတော်ဘလို့ရောက်လာလဲမသိလိုက်ပါဘူး။ခလေးအချင်းနေဘလို့ရှိလဲဆရာ။ခလေးကသွေးသွေးမှရမယ်ဘီသွေးရှိလား။ဟင်းအမလည်းဦးသေး။သူ့ဖေလည်းမရောက်သေးဘူးဘလို့လို့ရပါမလဲ။အမစေးရေးထားနော်ကျွန်တော်ကဘီသွေးပါ။ဆရာကျွန်တော်လှုပ်ပါမယ်။ဒါဆိုဆရာနဲ့လိုက်ခဲ့ပြီးပါ။မောင်ကသွေးလူပြီးတာနဲ့ခဏကြာတော့ဖိုးထုတ်လို့လေတတိယလာပါတယ်။ အမကလည်းမောင်နဲ့နေမြတ်ကိုကျေးဇူးတင်ကြောင်းတစ်ခွက်ဝပြောပြီးအရင်က သူပြောခဲ့တာတွေကိုခွန့်လွှဲပေးဖို့သာတောင်းပန်နေခဲ့ပါတယ်။ခွန့်လို့ရအောင်လဲနေမြတ်တို့ကမှအပြစ်မယူခဲ့တာထူ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 မဟုတ်ပေမဲ့နေမြတ်တို့ကိုလက်ခံပေးတဲ့သူတယောက်တိုးလာတာမျိုးဝမ်းသာမိပါတယ်။မောင်နဲ့နေမြတ်လည်းအိမ်ခဏပြန်လိုက်ဦးမယ်ဆိုပြီးတော့အမတို့ကိုပြောပြီးအိမ်သို့ပြန်လာလိုက်ပါတယ်။အိမ်တကားကိုဖွင့်နေတော့ဒါမိ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 မှမှန်သိပါ ਈ ဒါရယ်မိမိနဲ့ပြန်လိုက်ခဲ့ပါတော့နော် မောင်ကိုလက်မခံရင်ကျွန်တော်လည်းပြန်မလိုက်ပါဘူးမေမေတားရဲ့လူစိုးလေးကအမောင်ဖုံးနေရဲ့မေမေနှလုံးသားကိုပါအေးပြော်ခဲ့တာပါငါတားရဲ့ဘလို့မေမေဟုတ်တယ်တားမေမေကတားကအသက်ဆန်းတစ်ခုကိုခဏတာစိတ်ရင်သွားတယ်ထင်ခဲ့မိတာအချိန်တန်ရင်တော့တားမေမေစီပြန်လာမှာပါပေါ့ဒါပေမဲ့တားက6လကျော်တဲ့အထိပြန်မလာခဲ့ဘူးမေမေငါတားနောက်ကိုတောက်လျှောက်ဆုံးဆန်းနေခဲ့တာမေမေထင်တယ်လို့မဟုတ်ပဲတကယ်ကိုပြောနေခဲ့တာတားပြောသလိုပဲ တားရဲမဟာတကယ်ထက်မြက်တဲ့လူငယ်တယောက်ပါကွယ်လူငယ်တဲ့၃လကစလို့မိမိအိမ်ရှိမှာစားအုပ်တော်စီရောက်ရောက်လာတတ်တယ်အစကတော့မိမိလွှင့်ပြစ်မိတော့မလို့ပါပဲဒါပေမဲ့နှုတ်လေးမှရေးထားတဲ့စားကြောင့်မိမိလွှင့်မပြစ်ခဲ့တာနှုတ်ထဲမှရေးထားတာကကျေးဇူးပြုပြီးအချိန်တနာရီလောက်ပေးပြီးဖတ်ပေးပါတဲ့အဲ့စားအုပ်လေးတွေကလိန်နူချစ်သူတွေရဲ့ဘဝကိုရေးထားတဲ့စားအုပ်လေးတွေလွန်ခဲ့တဲ့နှစ်ရက်ကမှအဲ့စားအုပ်တွေကိုဘယ်သူလာထားနေလဲမိမိသိခဲ့ရတာလွန်ခဲ့တဲ့နှစ်ရက်ခန့်က မင်းဘယ်သူလဲဒေါမြသိင်ကြီးတယောက်စာအုပ်တွေလာလာထားနေတဲ့သူရဲ့ရည်ရွယ်ချက်ကိုသိကျင်တာနဲ့ဒီနေ့မနေ့စောကြီးခြံတောက်မှာစောင့်နေမိတာပါလွန်ခဲ့တဲ့၃လလောက်ကလေးကဒီလိုစာအုပ်မျိုးတွေရောက်နေတတ်တာအဲ့လိုစာအုပ်တွေကိုဖတ်ကြည့်မှာပဲတားလိရဲ့ဘဝကိုမြတ်သိင်ကြီးနားလည်နေပါပြီတားရဲ့ဖြစ်တည်မှုပါလက်ခံပေးဖို့အသင့်ဖြစ်နေပါပြီမြတ်သိင်ကြီးအရင်ကအတ္တတွေကြည့်ပြီးတားအပေါ်မှားခဲ့မိတာမင်းလွမ်းခါမှာမင်းဘာရည်ရွယ်ချက်နဲ့ဒီစာအုပ်တွေလာလာထားနေရတာလဲ ငါဘွားတွေကသားကိုဆွဲထုတ်သွားရုံနဲ့အားမရသေးဘူးလား။ဘာရွေးချက်မှမရှိပါဘူးအန်ဒီ။အခုရဲ့ဖြစ်တည်မှုလေးကိုတော့ပဝင်းကြီးကလက်မခံရင်တော့အန်ဒီကတော့လက်ခံပေးစီခြင်းလို့ပါ။အခုကညာတိုင်းအန်ဒီကိုကြောက်တယ်။ပြီးတော့ငိုတယ်။အခုမျက်ရည်ကျရင်ကျွန်တော်မခံစားနိုင်လို့ပါ။ကျွန်တော်ကဒီလိုလူထောက်ပြီးတောင်းပန်ပါမယ်။ကျွန်တော်ကိုလက်မခံရင်နေပါ။အခုကိုတော့လက်ခံပေးပါအန်ဒီ။မျက်သွင်ကြီးသူ့ရှိထူထောင်နေတဲ့ကလေးကိုအရင်ကအမြင်နဲ့ဆွဆဲခဲ့မိသမျှမှန်မှန်သိပါပြီ။ ဒီကလေးကတားကိုသိချစ်တယ်လို့လိမ္မာကြီးရရှိတဲ့ကလေးတယောက်ပါတားတို့နှစ်ယောက်ရဲ့ချစ်ကို သူ့နားလဲပါပြီတကယ်တော့အချစ်ဟာအချစ်ပါပဲတားကိုအဆုံးရှုံးခံမလားလို့သူ့ကိုယ်သူပြန်မေးမိခြင်းမှာမိခင်မြတ်တာကခေါင်းပါပါတဲ့သူ့မှာရွေးချယ်စရာဟာဒီလမ်းပဲရှိပါတော့တယ်ထားတော့ကောင်းလေငါစိတ်ကိုသေချာဆုံးဖြတ်ပြီးရင်အဖြစ်ပေးမယ်ဒါဆိုမောင်လောကရီနဲ့နေတဲ့အကြောင်းရင်းကဒီစာအုပ်တွေဝယ်ပေးနေရလို့ပေါ့နေမြတ်စကားကြောင့်မောင်ကပြုံးနေတကယ်ကိုနုနုညံ့ညံ့လေး မောင်ငါကိုအသက်လောက်တောင်ချေးရလားအသက်လောက်ဆိုတာတည်းအတိုင်းစားမဲပေါ့ကွာအချစ်ပြောတာပဲမောင်ကမြင်နေတဲ့သူဟာမောင်ကိုရွေးချယ်မိလို့လေငါနောင်တမရဘူးမင်းမြတ်မောင်ကိုတင်းကျပ်ကျပ်နေအောင်ဖတ်ပြီးမောင်ရင်ခွင်နဲ့ပြုတ်ဝင်လိုက်ပါလေနှွေးတယ်ဒီရင်ခေဟာတိတ်ကိုနှေးပါလေလုံကြုံနေမောင်ရှိရင်အားလုံးရင်ဆိုင်နိုင်တယ်သေးသူကအန်တီအခုကိုလက်ခံပေးလို့မိမိလို့ခေါ်ပါသားငယ်ရဲ့ဒီမိမိကမိမိသားနှစ်ယောက်လုံးလက်ခံတာပါ မိမိကြီးစုတက်มาတယ်ကျွန်တော်တို့ကိုလက်ခံပေးလို့မောင်ကငိုးတယ်မိမိကိုလည်းတိုက်ဖက်ထားပြီးနေမြက်ကိုလည်းဖတ်ထားပါသေးတယ်နောက်ဆုံးတော့မောင်လုံနိုင်သွားပါပြီကျွန်တော်တို့ကအခွင့်ထူးခံလူဒန်းစားမဟုတ်တလို့နှိမ့်ချစရာလူဒန်းစားလည်းမဟုတ်ပါဘူးကျွန်တော်တို့ကလူသေးကလူနာကျင်တတ်တယ်ခံစားတတ်တယ်ချစ်တယ်ကြတယ်လူကိုလူလို့မြင်ပေးပြီးအချစ်ကိုအချစ်လိုသာမြင်ပေးကြရင်ကဘာကြီးဟာလှပနေမှာအသေးကြပါပဲပဝင်းကြီးကလက်မခံပေးနိုင်ရင်တော့ မိသားစုဝင်တွေရဲ့လက်ခံပေးမှုဟာကျွန်တော်တို့အရေးပါပါတယ်။အမြင်နိုင်ကြတဲ့ပန်းလေးတွေရဲ့ချစ်မြတာဟာလည်းအဖိုးထိုက်တန်ပါတယ်။ကေဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်။